ဇာနုသုံးနိပုံသားကြီးကမြင်းတွေကလည်းအဖြူရောင်ယထာကလည်းအဖြူရောင်သူဝိထာတာတွေကလည်းအဖြူရောင်သူ့ရဲ့အချမ်းရံတွေကလည်းအဖြူရောင်တကယ့်ကို အဖြူရောင်နေကြီးလှလှပပဆင်းမြင်းဆင်းရင်ပြီးတော့မြင်းယထာကြီးကိုတကယ့်ကိုကြွားကြွားဝါဝါသူမောင်းနှင်သွားတာအဲ့ဒါကိုရှင်အနန္ဒကုရမြတ်ကတွေ့ခဲ့တော့မြတ်စွာဘုရားဇာနုသုံးနိပုံသားရဲ့ယထာကြီးကတော့သိခန်းသားတာပဲ တပိတော်တို့သာသနာတော်မြတ်ကြီးအဆုံးမမှာလည်းပဲအဲ့ဒါလို့ယင်ယထာနဲ့တူတဲ့ယင်ယထာမျိုးပြည့်ညက်လို့ရနိုင်ကောင်းပါသလားလို့မြတ်စွာဘုရားဟောတော့မဲခင်၈ပါးစီမြင့်မြတ်စင်ကြယ်အစစ်ဖြစ်တဲ့နိဗ္ဗာန်ကို ရောက်ချောင်းအမျက်ဆုံးသောယင်ပဲဆိုပြီးတော့အဲ့ဒီမှာဟောတယ်အဲ့ဒီမဲခင်၈ပါးတည်းဟူသောယင်မှာ လုံးလဝရိယဆိုတာဘီအစုံပဲတဲ့ ဒါလေးကိုဥစဉ်ကသဘောကျလို့ပြောချင်တာပိတ္တရေဘိန်းဆိုတာမရှိရင်ဘယ်မှာမှမရွေ့နိုင်တော့ဟုတ်လားဘလို့မှရှိမရောက်နိုင်ဘူးဒါကြောင့်လုံလဝရိယကြိုးစားအထုတ်ခြင်းဆိုတာကြီးပွားချမ်းသာသွားကြတဲ့ပုဂ္ဂိုလ်တွေကြီးပွားချမ်းသာတယ်လို့ဥစဉ်တို့ရဲ့နှုတ်ကထွက်လိုက်တိုင်းထွက်လိုက်တိုင်းလောကီဥစ္စာပစ္စည်းကုန်ပကသနာအချမ်းရန်ကြော်စောဒါတွေကိုလည်းရည်ရွယ်ပါလေလူငယ်တွေအတွက်နော် နောက်ပြီးတော့ချမ်းသာသည်ချမ်းသာမှန်ဖြစ်တဲ့လောကုတ္တရာကြီးပွားချမ်းသာခြင်းကိုလည်းရည်ရွယ်ပါလေ။ဒီလောကီချမ်းသာပဲဖြစ်ဖြစ်လောကုတ္တရာချမ်းသာပဲဖြစ်ဖြစ်ချမ်းသာဒုက္ခခြင်းချမ်းသာဒုက္ခတို့ဖြင့်ကြီးပွားခြင်းရတဲ့ပုဂ္ဂိုလ်တွေအတွက်လုံလဝရိယဒီဟုသောဘိင်းတစုံရှိဖို့လိုတယ်။ကာယိကဝရိယစေတသိကဝရိယမကြိုးစားရင်ဘာမှမရနိုင်ဘူး။ဟုတ်ရဲ့လား။ အေးြောင်ဝီရိယဆိုတဲစကာလေးကိုပဲနည်းနည်းလေးခွဲခြားစိတ်ဖြာကြည့်ဖို့လိုမယ်ထင်တယ်ဝီရဆိုတဲ့စကားကဆင်းသက်လာတာတဲ့ဝီရိယဆိုတာဝီရဆိုတာရဲရင့်ခြင်းလို့အဓိပ္ပာယ်ရတယ်အလုံးနဲ့ပတ်သက်လာလို့ရှိရင်လုံးဝကြောက်လန့်တဲ့သဘောမရှိဘူးလုံးမဲ၊ကိုင်းမဲ၊ပြုံးမဲ၊ရှိုးမဲတို့ကအဲ့လိုမျိုးနော် ဓမ္မတို့ဦးဇင်းတို့ပြင်းတဲ့ပုံကိုယ်တွေဟာတနည်းအားဖြင့်အလုတ်ကိုကြောက်တာပါပဲဟုတ်ရဲ့လားအလုတ်ကိုကြောက်တာအဲ့ဒီတော့ရဲရင်ချင်းဆိုတာအလုံးနဲ့ပတ်သက်လာရင်စိတ်မှာတွန့်ဆုတ်တဲ့သဘောမရှိဘူးဒါကြောင့်ဒီလုံးနာဝရိယရဲရင်ချင်းဆိုတာလေးကိုပုံပေါ်အောင်မြတ်စွာဘုရားဟောတာတာရှိတယ်ဘုရားဘာသာဝင်သူတော်စင်တို့90ရာခိုင်နှုန်းလောက်ကြားဖို့ထားတဲ့ဇတ်တော်လေးတစ်ပုဒ်ရှိတယ်ဗျမကြားဖို့သေးတဲ့လူငယ်တွေအတွက်ဖဲရည်ရွယ်ပြီးတော့ပြောခြင်းတယ် မြတ်စွာဘုရားလက်ထက်ကလုံလဝရိယလျှော့ပြီးတော့ကမ္မဋ္ဌာန်းတရားကိုပြစ်ပြီးတော့အကြောင်းတော်ကိုပြန်ရောက်လာတဲ့ယဟန်တော်တစ်ပါးကိုအကြောင်းပြုပြီးတော့ဒီဇတ်တော်လေးကိုဟောတာဇတ်တော်ရဲ့ခေါင်းစဉ်ကိုပြောလိုက်ရင်ပိဋကတော်ကတို့ကြားဖို့ပြီးသားလို့ဖြစ်သွားမှာဇတ်တော်ရဲ့ခေါင်းစဉ်ကပင်စာဝုဒ္ဒဇတ်ကြားဖို့တယ်မဟုတ်လားပင်စာဝုဒ္ဒမင်းသားလို့တချင်းနေတဲ့တောင်ပါတယ်လीဟုတ်လားအေးပင်စာဝုဒ္ဒပင်စာအာဝုဒ္ဒ ၅ပါးသောလက်နှစ်ကျွမ်းကျင်နေပေါ့သူအဲ့ဒီ၅ပါးသောလက်နှစ်နဲ့ပြစ်ခတ်ထိုးပုတ်တဲ့နေရာမှာသူကျွမ်းကျင်နေပေါ့ဒီနေ့တော့အဲ့ဒီဘုရားလောင်းမင်းသားကဒီတပါမောက္ခဆရာကြီးတွေကနေပညာသင်လို့ပညာစုံလို့တိုင်းပြည်ကိုပြန်လာတော့တောအုပ်ကြီးထဲမှာအမွှေးကတ်တဲ့ဘီလူကြီးနဲ့တွေ့တာဟုတ်လားအဲ့ဒါကိုလည်းသူသိတယ်ဒါပေမဲ့သူဖြက်လန်းတာပဲရဲရဲဝံ့ဝံ့သူ့ရဲ့ရဲရင်ချင်းကိုပဲအာကိုပြီးတော့သူဖြက်တန်းတာ အဲ့ဒါဘီလူတွေ့တဲ့အခါကျတော့သင်္ကားအစာဖြစ်ပြီဆိုတော့အဲ့ဒါဘုရားလောင်းကလုံးဝမကြောက်ဘူးသူ့မှာပါလာတဲ့လက်နဲ့ငါးမျိုးကိုတစ်မျိုးပြီးတစ်မျိုးပြစ်ခတ်တယ်ပြစ်လိုက်တိုင်းပြစ်လိုက်တိုင်းတော့လက်နဲ့ဒီဘီလူရဲ့အမွှေးမှာသွားပြီးတော့ကတ်တယ်အဲ့ဒီမှာသူ့လက်မှာဘာမှမရှိတော့ဒါပေမဲ့ तू လျှော့သလားမလျှော့ဘူးဘာလို့လဲဆိုတော့ညာဘက်လက်နဲ့ तू ထိုးတယ်အဲ့ဒီညာဘက်လက်ကတ်သွားတယ်အဲ့ဒီလို့ဆိုတော့ तू လျှော့သလား မလျှော့ဘူးဘယ်ဘက်လက်နဲ့ထိုးတယ်အဲ့ဒီဘယ်ဘက်လက်ကတ်တယ်ဒါပေမဲ့ तू မလျှော့ဘူးညာဘက်ခြေထောက်နဲ့ကန်တယ်ကတ်ပြန်တယ်မလျှော့ဘူးဘယ်ဘက်ခြေထောက်နဲ့ကန်တယ်ခြေနှစ်ဖက်လက်နှစ်ဖက်လုံးကတ်သွားပြီဒါပေမဲ့ तू မလျှော့ဘူးဘာလုပ်လဲဆိုတော့ဥကောင်းနဲ့အတင်းခွေတယ်အဲ့ဒီကြတော့မှ तू လှုပ်လို့မရတော့ဘူးခြေနှစ်ဖက်လက်နှစ်ဖက်ခေါင်းအကုန်ကတ်သွားပြီအဲ့ဒီတော့ဘီလူးက အဲ့ဒါလိုပုတ်ခတ်လိုက်တိုင်းထိုးလိုက်တိုင်းလန့်လန့်သွားတယ်ဒီလူသိမှမကြောက်ဘူးဒီလောက်ရဲရင်တဲ့လူငါမတွေ့ဘူးဟုတ်လားအဲ့တော့ तू ကအားကောင်းနေတော့တကယ်ကတော့ तू နိုင်နေဒါပေမဲ့ဟိုလူကစိတ်ဓာတ်ကလုံးဝမလျှော့ဘူးဆိုတော့စိတ်ဓာတ်ချင်းရှင်ပြိုင်းနေတယ်မသိမသာစိတ်ဓာတ်ချင်းရှင်တော့ဘယ်သူကနိုင်နေတော့အဲ့လူကနိုင်နေတယ်ဟိုမှာအားကောင်းတဲ့ကောင်ကဘာဖြစ်နေတော့ကြောက်နေတယ်ဟုတ်လားအဲ့ဒီတော့မှ तू နှုတ်ကနေထုတ်ပြီးတော့မေးရတယ် တဲ့လို့လူမျိုးငါမတွေ့ဘူးတဲ့။တင်ဘာလို့သေးမှာမကြောက်တာလဲ။လူတိုင်းလူတိုင်းသေးမှာကြောက်ကြတာကြီးပဲ။တင်ဘာလို့မကြောက်တာလဲ။ဒီတော့ဘုရားလောင်းကငါတင့်ကိုမကြောက်လို့ဒီတော့ထဲမှာငါရဲ့အစွမ်းကိုယုံကြည်လို့ငါရေရဲဝံ့ဝံ့လာခဲ့တာ။တင်တကယ်လို့ငါကိုစားမယ်ဆိုရင်လည်းပဲငါရဲ့အတွင်းတန်တမှာဝရစိန်လက်နဲ့ရှိတယ်။ငါသေးတယ်လို့တင်လည်းပဲဥတွေအပိုင်းပိုင်းပြက်ပြီးတော့သေရလိမ့်မယ်။ဒါကြောင့်ငါလုံးဝမကြောက်ဘူးလို့ပြောတာ။ ဲ့ဒါကတော့ဉာဏ်စွမ်းကိုထုတ်တာပေါ့သူ့ရဲ့ဉာဏ်ပညာကိုပဲတင်စားပြီးတော့ဝရဇိန်လက်နဲ့လို့သူကပြောလိုက်တာအဲ့ဒီမှာဘီလူကစောတော့တဲ့အခါမကြောက်တာကိုပဲလေးစားနေတာဒါဥစဉ်တော့ကငငယ်တုန်းကကိုကတိတ်ကြောက်တတ်တဲ့လူဆိုတော့မကြောက်တဲ့လူကိုတွေ့ရင်အင်မတန်အားကျတယ်သိလားကြောက်ရတာအင်မတန်ဆင်းရဲတာကိုနော်ကြောက်ရတာအင်မတန်ဆင်းရဲတယ်နော်ဒါပေမဲ့လွယ်လွယ်နဲ့လည်းမကြောက်တဲ့သဘောကိုတော့မရနိုင်ဘူးထားပါတော့လေ အဲ့လိုမကြောက်မရွံ့ဘုရားတော်ကဒီလိုပြန်ပြောတော့မစားရဲဘူးအဲ့ဒီတော့မှဘုရားတော်ကသူ့ကိုတရားဟောသေးတယ်မင်းကတော့မကောင်းခဲ့လို့အခုမကောင်းတဲ့အကောင်ကြီးဖြစ်နေတာအခုဆက်မကောင်းရင်မင်းဆက်ပြီးတော့မကောင်းမှာပဲအဲ့ဒီမှာပဲတရားသဘောပေါက်ပြီးတော့ဘီလူဟာသူ့ရဲ့တပည့်ဖြစ်တယ်လို့ဆိုပါတယ်အဲ့တော့ဦးဇင်းတို့ပြောချင်တာကဝိရိယဆိုတာဝီရရဲရင်ချင်းဘာကိုရဲရင်တာလဲအလုတ်လုရမှာကိုမကြောက်ဘူး ရရရကြောင်းအလုပ်ကို လုံမှရမှာဒါကြောင့်လူငယ်တွေအကျိုးရလတ်ကိုစိတ်ဝင်စားတာတဲ့အကြောင်းတရားအလုပ်ကိုစိတ်ဝင်စားဖို့အရေးကြီးတယ်ဟုတ်ရဲ့လားအကြောင်းတရားကိုစိတ်ဝင်စားပဲနဲ့အကျိုးတရားကိုပဲစိတ်ဝင်စားနေတယ်ဆိုရင်ဘယ်တော့မှရမှာမဟုတ်ဟုတ်လားတကယ်လို့အကြောင်းတရားနဲ့ပြည့်စုံအောင်လုပ်တယ်ဆိုရင် အကျိုးရလတ်ကိုစိတ်ဝင်စားသည်ဖြစ်စေစိတ်မဝင်စားသည်ဖြစ်စေရတဲ့အကြောင်းပြည့်စုံရင်ရမှာပဲ ဟုတ်ရဲ့လားအေးရတဲ့အကြောင်းကြည့်တော့ရင်ရမှာပဲလောကကြီးကအနတ္တလောကနော်ကောင်းတဲ့အကြောင်းတွေပြည့်စုံရင်ကောင်းသွားမှာပဲမကောင်းတဲ့အကြောင်းတွေပြည့်စုံရင်မကောင်းသွားမှာပဲဘယ်သူကမှကောင်းအောင်မကောင်းအောင်ဖန်ဆင်းနေတာမဟုတ်အကြောင်းတရားတွေကဖန်ဆင်းနေတာဒါကြောင့်လောကီချမ်းသာလောကုတ္တရာချမ်းသာကြီးပွားခြင်းတွေဖြင့်ကြီးပွားခြင်းညတဲ့ဆိုရင်လုံလဝရိယမရှိလို့မဖြစ်ပါဘူးတဲ့အဲ့ဒါပထမရှိတဲ့အရေးအသွေး ကြည်ပွားချမ်းသာကြောင်းတရားနံပါတ်1ဒီနေ့ခုနှစ်ပါးပြောရမှာဆိုတော့တပါးတပါးဒီလောက်ပဲအချိန်ပေးနိုင်တယ်ဟုတ်လားအင်းဥဒ္ဌာနာဝတ္တလုံးလာဝရိယနဲ့ပြည်စုံပေထသောတတိမတော်တတိနဲ့လည်းပြည်စုံပေထသောဟောကြည်ပွားချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်တွေအတွက်ဒုတိယရှိရမယ့်အရည်သွေးကဘာတဲ့တုံးတတိတဲ့တတိကိုဤတပေါင်းသူတော်ကောင်းတို့မြမပညာရှိကြီးတွေကတော့ စားနဲ့ဥပမာပေးတယ်ဟုတ်ရဲ့လားဒီသူကလိုအပ်တယ်ဘယ်နေရာများဘယ်နေရာမှာမျိုးမဆိုလိုအပ်တယ်ဒါပေမဲ့ဦးဇင်းတို့ကျမ်းဂန်တွေထဲမှာတော့တတိဟူသည်ပူသည်မရှိဘူးဒီလိုပြောတာတွေကြားဘူးတယ်မဟုတ်လားသူကြပါစို့ဦးဇင်းတို့ဘူ၅ပါးဆိုတာရှိတယ်အိန္ဒိ၅ပါးဆိုတာရှိတယ်အဲ့ဒီဘူ၅ပါးအိန္ဒိ၅ပါးဆိုတာတွေကညီမျှမအကျိုးရလဒ်ကိုလွယ်လွယ်လေးရတာ ဆိုကြပါတော့ပထမညီရမယ်အတွဲကတတ္တာနဲ့ပညာညီရမယ်ယုံကြည်မှုနဲ့အသိဉာဏ်ပညာညီမျှရမယ်ယုံကြည်မှုကကဲပြီးတော့အသိဉာဏ်ပညာကနည်းနေရင်ဒီလူဟာလူအဖြစ်မယ်သူများလိမ်နာခံရမယ်ဟုတ်လားယုံကြည်မှုပဲသူကခြုံထွက်နေတာနော်ဘုံငါးပါးဂျိုင်းသူမတက်ခင်းနဲ့အဲ့ဒီတရားဘုရားရှေ့ကိုနေကျွန်းသွားတော့ရန်သူလက်ထဲကျသွားတဲ့သဘောပါပဲဟုတ်ရလားဒါကြောင့်တတ္တာဘုံနဲ့ ပညာဘုဟာဟိုအင်မတန်အရှင်းဟိုအသွားညီတဲ့နွားတရှင်းလို့ညီရမယ်တကောင်ကသိတ်ယုံနေတယ်ဆိုရင်တစောင်းကြီးဖြစ်နေမှာပေါ့ဟုတ်လားအေးတချို့ကြတော့လည်းပဲပညာကသိတ်ထက်တယ်အတွေးခေါ်သိတ်ကောင်းတယ်ဒါပေမဲ့ယုံကြည်မှုကမရှိဘူးအဲ့ဒါဆိုရင်သူက ကောက်ကျစ်တယ်ဟောတရားတရားများပြီးတော့ပညာနေတဲ့လူကြတော့အားတယ်ပညာများပြီးတော့တရားနေတဲ့လူကြတော့ကောက်ကျစ်တယ်နှစ်ခုစလုံးဟန်မရဘူး အဲကြောင့်ဉာဏ်ရှိယောက်ျားမတ်လတ်ဒုက္ခဆေးလွန်နာကိုဆရာနောက်ဆက်အခုခက်၏တဲ့ဟုတ်လားဉာဏ်ရှိတဲ့လူတွေမှားပြီဆိုမှကြောက်เสียကောင်းလားဒါကြောင့်တတ္တာနဲ့ပညာမှာဖြစ်ရမယ်ညီရမယ်နောက်ပြီးတော့ညီရမယ်အတွေ့အကြုံရှိသေးတယ်ဝီရိယနဲ့တမာတိခုနကတုန်းကဝီရိယကောင်းတယ်နော်ဒါပေမဲ့တမာတိနဲ့ဝီရိယကိုညီအောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်ဝီရိယလွန်လို့ရှိရင်အဲ့ဒါပြန့်လွင့်တယ် နော်ဝိရိယလုံရင်မဖြစ်တယ်ပြန့်လွင့်နေတမာရီလုံရင်တော့သူကပြင်းရည်တဲ့သဘောမျိုးထိုင်းမိုင်းတဲ့သဘောမျိုးကိုတက်ရောက်သွားတယ်ဒါကြောင့်သူတို့တွေကလည်းညီမသာလျှင်ဟန်ရတာဒီနောက်တဲ့တပားပဲကြံ့တယ်အဲ့ဒီတပားကတတိဖြစ်နေတယ်ဒါကြောင့်တတိကြတော့ဘယ်တော့မှပူတယ်လွန်တယ်ဆိုတာမရှိဘူးတဲ့ထားနိုင်ရင်ထားနိုင်တယ်လို့ကောင်းတယ်တတိဟုတ်ရလားအင်းဒါကြောင့်ကြည်ပွားချမ်းသာခြင်းရတဲ့ပုံကိုယ်တွေအတွက် ဒုတိယမဖြစ်မနေရှိရမယ်အရေးသေးသည်တတိဖြစ်တယ်လို့မှတ်သားရမယ်ကြီးပွားချမ်းသာကြောင့်တရားနှစ်ပါးရှိပြီနော်အေးဥဒ္ဓါနာဝတ္တတတိမတ္တသူစီကမ္မတနေတ္တမကာရိနော သူစီကမ္မတစင်ကြယ်သောကာယကဝစီကမနောကနဲ့ပြည့်စုံပေထသောတတိယပြည့်စုံရမယ်အရေးသေးက ကာယကံဝစီကံမနောကံကံသုံးပါးစင်ကြယ်တန့်ရှင်းရမယ်တဲ့အပြစ်ကင်းရမယ်တဲ့ကိုလှုပ်လိုက်တဲ့အလုကကိုကိုမထိခိုက်စေသော တပါသောသူကို မထိခိုက်စေသောဟုတ်ရဲ့လားကိုပြောလိုက်တဲ့အပြောကကိုကိုမထိခိုက်စေသောတပါသောသူကိုမထိခိုက်စေသောအပြောကိုတွေးတဲ့အတွေးတွေဟာမိမိသူတပါနှစ်ဦးသားကိုမထိခိုက်စေသောအတွေးတွေဖြစ်ရမယ်တနည်းအားဖြင့်မိမိသူတပါနှစ်ဦးသားအကျိုးရှိနေတဲ့အတွေးတွေအပြောတွေအလုပ်တွေဖြစ်ရမယ် ဲ့ဒါလိုကာယကံဝစီကံမနောကံကံသုံးပါးကိုရှင်ကျေတန့်ရှင်းအောင်ကြိုးစားနိုင်လို့ရှိရင်အဲ့ဒါတတိယအရည်အသွေးနဲ့ပြည့်စုံတယ်ဒါလိုတယ်ဗျဒါဒါလိုတယ်နော်ဒါကြောင့်အပြစ်ကင်းတဲ့အလုပ်တွေရှိဖို့လိုတယ်အပြစ်ကင်းတဲ့အလုပ်တွေရှိဖို့လိုတယ်ဟိုအရှင်တို့ငယ်ငယ်တုန်းကဖတ်ဖူးတဲ့ပုံကလေးတစ်ခုပေါ့တိဒါပမောက္ခဆရာကြီးတွေကိုတပည့်ပေါင်းများစွာပညာသင်တယ်အဲ့လိုပညာသင်နေတဲ့တနေ့တော့ လူလင်မျိုးတယောက်ရောက်လာတယ်သူအင်မတန်ပညာတတ်ရှင်ပါတယ်သူ့ကိုသင်ပေးပါဆိုရောက်လာတော့ဒေတာဗမောကဆရာကြီးကဗေဒင်ပညာတွေလက္ခဏာပညာတွေကိုသိကျွမ်းကျင်တော့ဒီလူလင်ကိုကြည့်လိုက်တယ်တလနေတလအတွင်းမှာပေမယ်လို့သူသိတယ်သိတဲ့အခါကျတော့သူသင်လည်းပဲလကားပဲဆိုတာတနာတဲ့အတွက်ကြောင့်မင်းတလနေမှာပြန်လာပါဒီတလအတွင်းမင်းသိပြီးတော့ကံမကောင်းဘူးဒါကြောင့်မလို့တလနေမှာပြန်လာခဲ့ဆိုပြန်လွတ်လိုက်တယ်ပြန်သွားရော အဲ့ဒီလူလင်လည်းပြန်သွားပြီဆိုတော့ကျန်တဲ့တပည့်တွေကိုဟောဒီကောင်တလားအတွင်းသေးမှာကွာဒါကြောင့်ငါပြန်လွတ်လိုက်တယ်အဲ့ဒီတော့ကျောင်းသားတွေကဒီလူတလားအတွင်းသေးမှာလေတနာနေကြတာဒီလိုနဲ့တရပိတရတရပိတရကုန်ပြီးတော့တလားနေတော့အဲ့ဒီလူလင်ပြန်ရောက်လာတယ်ဟာအဲ့ဒီတော့ကျောင်းသားတွေကဆရာကြီးကိုအာဩဘနာဆရာကြီးပြင်တာလွဲပြီနဲ့တူတယ်ဒါမှမဟုတ်ဒီကောင်ကပဲတစီလားပရေလားပေါ့အဲ့ဒီတော့မှဆရာကြီးကြီးခေါ်သွား ဆရာကြီးကမင်းမလှုပ်လေအဲ့တော့ကျွန်တော်ဘာမှမလှုပ်ပါဘူးငါမင်းကိုပုံမဲ့လည်းလည်းပြောမယ်နော်မင်းတလအတွင်းသိမယ်ဆိုတာငါသိလို့မင်းကိုပြန်လှုပ်လိုက်တာငါငါပညာကိုငါလုံးဝယုံစားတယ်အဲ့လိုပြောတဲ့အခါကျတော့တပည့်ကဘာပြန်ပြောလဲဆိုတော့အဲ့ဒီကလေးကအဲ့ဒီလှုပ်လင်ကစဉ်းစားလိုက်တယ်ကျွန်တော်ဘာလှုပ်လေဩကျွန်တော်ဒုဒုချာချာကတော့ဒီကနေပြန်သွားတော့လက်မလေးကြီးမိုးကြီးကြံ့လို့ ာတခါတည်းတစ်ပင်နေပါလေကချောင်းနေပါလေပေါ့အုပ်ပြီးတော့လဲနေတော့ဩလူတွေတရားအဖြစ်ရှောက်ပါစေဆိုပြီးတော့အကုန်လုံးခုတ်တွင်ရှင်းလင်းပြီးတော့လုတ်သွားတယ်။လမ်းမှာလမ်းနေပါလေပိတ်ဆို့နေလို့ရှိရင်အကုန်လုံးရှင်းလင်းပြီးတော့အဲ့ဒီလမ်းကိုကောင်းအောင်လုတ်သွားတယ်။ဟောသူစေရနာလေးနဲ့နော်စေရနာလေးနဲ့နော်အဲ့ဒါလိုလုတ်သွားရင်တနေရာမှာဆိုလို့ရှိရင်တဲ့အပင်ကြီးကလမ်းကိုဖိပြီးတော့တခါတည်းလဲနေတော့အဲ့ဒီညောင်ကိုင်းတွေကိုလည်းသူမဖြတ်ချင်ဘူး။သူတစ်ပင်ကိုနှမျောတယ် ဲ့ဒါနဲ့မလုပ်လဲဆိုတော့အဲ့ဒီအကင်ကိုမအောက်ကဘဝတွေဗရင်နဲ့ထောက်အဲ့ဒါလို့သူလုပ်တယ်လို့ပြောတော့အေးအဲ့ဒါမင်းအတွက်အကောင်းဆုံးရည်ရာပဲတဲ့ဒီတဲ့ဗေဒင်ပညာစိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေဟုတ်လားအင်းရည်ရာဆိုတာကိုယ့်ကိုကောင်းစေခြင်းနဲ့စိတ်တွေနဲ့လုပ်နေတာမျိုးမဟုတ်ဘူးနော်ဟုတ်ရလားသူတစ်ပါးကိုကောင်းစေလို့တဲ့စိတ်ကောင်းနေနဲ့စိတ်ကောင်းစေတနာကောင်းသည်ပင်လေအကောင်းဆုံးရည်ရာလို့ပြောလို့ရတယ်ဒါဗေဒင်ဝါဒနဲ့ပြောတာပါနော် ေးထားပါတော့အဲ့ဒီတော့ဆရာကြီးကဓမ္မင်းတွေအကောင်းဆုံးရည်ရရပဲအဲ့ဒါကြောင့်အခုခေတ်အာကန်စာတန်ညက်နေဆိုရင်ညောင်ထောက်ရမယ်ဆိုတာတွေကြားဝဲတယ်မို့လားအင်းအဲ့ဒါကိုလူတွေကတော့ဦးဇင်းတို့တိုးစီတော့ရှိတာပေါ့ဗျာညောင်မင်းသွားပြီးတော့သူကလေးမိထားတာဗာဒိပဲမှမရှိပါဟုတ်လားအမှန်စင်စစ်ကတော့တပါးသောသူတွေချမ်းသာဖို့အတွက်တန်ရှင်းစင်ကြယ်ကောင်းမြတ်တဲ့အလုပ်ကိုလုပ်တာဟုတ်ရဲ့လား ဒါကြောင့်အဲ့လိုတန်ရှင်းစင်ကြယ်ကောင်းမြတ်တဲ့ကာယကဝစီကံတွေရှိဖို့လိုအပ်တယ်။ကြည်ပွားချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်တွေအတွက်စကားဆက်မိလို့မြတ်စွာဘုရားလက်ထက်ကအဖြစ်ပြလေးတစ်ခုပြောပြအောင်မယ်။ပုံနာကြီးတရားတနေ့တော့သူလမ်းလျှောက်ထွက်လာရင်းနဲ့မလုပ်လဲဆိုတော့တန်ခါတော်ရှင်မြတ်တွေမြို့ထဲကိုဆုံးခံကြွားတော့မယ်ဆိုပြီးတော့မြို့ဘဝမှာသင်္ကန်းယုံညတာ။သင်္ကန်းယုံတော့မြတ်တွေနဲ့ဆိုတော့ဩတခါလဲနှင်းတွေကသင်္ကန်းတွေရှင်း ဲ့ဒါနဲ့ပုံနှိုင်းကြီးကဘာစီကူးပေါက်လဲဆိုတော့ဖြစ်သေးပါဘူးဆိုပြီးတော့အဲ့ဒီတန်ဃာတော်တွေသင်္ကန်းယုံမဲ့နေရကိုသူမျက်တည်ရှိတာအကုန်ပေါက်ပြလိုက်တယ်။အဲ့ဒီမှာတနေ့တလင်းဝင်းကြီးလိုပြောင်းသွားတာပေါ့လေ။အဲ့ဒါနဲ့နောက်နေ့ရောက်တော့သူမျက်ပေါက်ထားတဲ့နေရာလေးပီတိဖြစ်ပြီးတော့လာကြည့်တယ်။တန်ဃာတော်တွေသင်္ကန်းယုံနေတယ်။အခမဲ့တဲ့လို့သင်္ကန်းကအောက်ကျသွားတော့သင်္ကန်းမှာဖုန်နေလူပြန်ရော။ဖုန်နေလူတော့သူဘာဆက်ပြီးတော့စိတ်ကူးပေါ်လဲဆိုတော့အင်းငါတဲလေးတွေခင်းအောင်မှဖြစ်မယ်။ ဟောသူစိတ်ကူးလေးနဲ့သူနော်ဘာလုပ်လဲသဲခင်းနေသဲခင်းတော့ကိုလိုတွေကအဲ့ဒီသဲခင်းလေးပေါ်ချမ်းချမ်းသာသာသင်္ကန်းယုံရပြန်တဲ့နောက်နေ့သင်္ကန်းယုံတော့နေကပူတော့ချွေးတွေစီးကြဒါကိုသူကြည့်ပြီးတော့အကြံဖြစ်ပြန်တယ်ဒါစိတ်ကောင်းကလေးတွေနဲ့ကံကောင်းကလေးတွေလုပ်နေတာနော်ဘာလုပ်လဲဆိုတော့ငါမန်းတက်ကလေးထိုးရရင်တော့ကောင်းပါပဲအရေးကလေးအဲ့ဒါနဲ့နောက်နေ့သူအစွမ်းလေးနဲ့သူထုတ်ပြီးတော့နော်မန်းတက်ကလေးထိုးတယ်အဲ့လိုနဲ့ချမ်းချမ်းသာသာနေကြရင်းနဲ့တနေ့တော့ ဲ့လိုသင်္ကန်းယုံတဲ့နေရာသူရောက်လာတော့မိုးတွေကရွာတယ်တဲ့ရွာတော့မိုးကရွှဲတယ်မန္တဆိုတော့တိရက်ကနေရည်ရည်စည်းကြမှာဟုတ်အဲ့ဒါနဲ့ဒီနေရာကိုငါဆင်းရဲဇင်ရဲကလေးဆောက်တဲ့နေဟုတ်ဘာလို့မလဲဇင်ရဲဆောက်မယ်တဲ့အဲ့ဒါနဲ့ဇင်ရဲဆောက်တယ်သူလှုပ်တဲ့စင်ကြယ်ကောင်းမြတ်တဲ့အလုတ်ကလေးကိုတစ်ခုပြီးတစ်ခုသူကြည့်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 ပြီးတော့ပီတိဖြစ်ပြီးတော့ရှေ့ကိုဆက်ဆက်သွားတာနော်ဒါမျက်ခြေပြက်မျက်ခြေပြက်လို့မရဘူးဟုတ်လား အဲ့ဒီမှာဇေယျလေးပြီးပြီးအောင်မြင်ပြီဆိုတော့ငါဖခင်ပင်ပြီးတော့တန်ဃာတွေဆုံးကပ်ပြီးတော့ဇေယျကလေးရေတဲ့ချမယ်ပေါ့အခုလိုဆိုရင်တော့အမြတ်တမ်းလေးပေးဝေမယ်ပေါ့အဲ့ဒီရေတဲ့ချပွဲမှာမြတ်စွာဘုရားတရားဟောတော့တရားရဲ့အဆုံးမှာအဲ့ဒီပုံနာသောတာပန်ဖြစ်တယ်ဟောတဆင်ပြီးတဆင်တက်လာတာနော်တဆင်ပြီးတဆင်တက်လာတာစင်ကျင်တဲ့ကံကလေးတွေပြုတ်ပြူပြီးတော့တက်လာတာအဲ့ဒီအနုမောဒနာတရားမှာမြတ်စွာဘုရားဘာဟောလဲဆိုတော့ အနုပုဗ္ဗေနမေရာဝေထောကံထောကံခဏေခဏေကမ္မာရောရဇတ္တသေးဝနေတမိမလမတ္တနောအဓိပ္ပာယ်ကဘာပြောတာလဲဆိုတော့ပညာရှိတဲ့ပုဂ္ဂိုလ်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုတာကိုယ်တန်တမာရှိတဲ့အညစ်အကြေးကိုအခွင့်ရတိုင်းအခွင့်ရတိုင်းအနှဲငယ်လေးပဲဖြစ်ဖြစ်ခဏခဏထုတ်ထုတ်ကြည့်ရမယ်တဲ့ဥပမာ ရွှေပရင်တဲ့ငွေပရင်တဲ့ဟာအဲ့ဒီရွှေတို့ငွေတို့ထဲမှာရှိတဲ့အညစ်အကြေးကိုမိကလေးပြပြပြီးတော့ခဏခဏအခွင့်သာတိုင်းထုတ်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 ကြည့်တယ်လို့ပဲတဲ့ပြီးတဲ့ဥပမာကောင်းတယ်နော်ရွှေပရင်တဲ့ဟာရွှေရဲ့အညစ်အကြေးကိုခဏတိုင်းခဏတိုင်းမိကလေးဖုတ်ဖုတ်ပြီးတော့ထုတ်ပြစ်တယ်လို့မျိုးဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ်တဏ္ဍမှာရှိတဲ့အညစ်အကြေးကိုကောင်းမြတ်စင်ကြဲတဲ့အမှုတွေကိုပြုပြီးတော့အခွင့်ရတိုင်းအခွင့်ရတိုင်းမလုပ်ပြရမယ်ထုတ်ပြရမယ် အဲ့ဒီမှာအဲ့ဒီပုံနာရည်သောတာပန်ဖြစ်တယ်။ဒါဦးဇင်းတို့ပြောချင်တာကစင်ကြယ်တဲ့ကာယကံဝစီကံမနောကံရှိရမယ်။ကိုလုတ်တဲ့အလုတ်ကိုပြောတဲ့အပြောကိုတွေးတဲ့အတွေးဟာအပြစ်ကင်းရမယ်။ဒါဆိုရင်ဒီပုဂ္ဂိုလ်ကြီးပွားမယ်ချမ်းသာမယ်ပေါ့။ဟုတ်ရဲ့လား။ဘယ်နှပါးရှိသွားပြီ။သုံးပါးရှိသွားပြီ။ဩဒါနဝတောတတိမတောသုစီကံမသနိတ္တမကာရိနော။နိတ္တမကာရိနော။ စဉ်းစားဆင်ခြင်ဉာဏ်နဲ့ပြုလေရှိသည်စဉ်းစားဆင်ခြင်ဉာဏ်နဲ့ပြုလေရှိပေထသောအလုတ်တစ်ခုလုတ်တော့မယ်အပြောတစ်ခုပြောတော့မယ်အတွေးတစ်ခုတွေးတော့မယ်ဆိုရင်မစဉ်းစားပဲမလုတ်ပါနဲ့မစဉ်းစားပဲမပြောပါနဲ့မစဉ်းစားပဲမတွေးပါနဲ့စဉ်းစားလိုက်ပါအောင်ဆင်ခြင်လိုက်ပါအောင်တဲ့ဟုတ်လားအယံကာယောကြီးပြီးပြီးရောဆိုပြီးတော့ထမလုတ်လိုက်ပါနဲ့ထမပြောလိုက်ပါနဲ့ဒီကကစိတ်แท้ဆိုတာကတော့ဒိမ့်သိမ့်ရခက်ပါတယ်နော် ဦးဇင်းတို့အပေါ်ရန်ဟိုပြောမယ်ဆိုရင်အလုံးနဲ့အပြောလောက်ကိုပဲမစင်စားဘဲနဲ့မလုပ်ဘဲနေနိုင်အောင်နော်မစင်စားဘဲနဲ့မပြောဘဲမနေနိုင်အောင်အဲ့ဒါလိုစဉ်းစားပြီးပြောမယ်လုပ်မယ်ဆိုရင်ကိုပဲဒီပုဂ္ဂိုလ်ကြီးပွားနိုင်တယ်နော်ကာယကံဝစီကံလောက်ဆိုရင်ကိုပဲမနောကံမှာကိုကစဉ်းစားဆင်ခြင်ပြီးတော့တွေးနိုင်မယ်ဆိုရင်တော့အတိုင်းထက်အလွန်ပေါ့ဟုတ်ရဲ့လားဒါကြောင့်အလုပ်တစ်ခုလုပ်တော့မယ်အပြောတစ်ခုပြောတော့မယ်ဆိုရင်ကြီးပွားချမ်းသာခြင်းရတဲ့ပုဂ္ဂိုလ်တွေအတွင်း စူးစမ်းဆင်ញင်မှုဆိုတာရှိကိုရှိရမယ်။ဒါကြောင့်ဦးဇင်းတို့ရှေးပညာရှိသူတော်ကောင်းကြီးတွေရှေးလူကြီးတွေပြောထားတဲ့ဗမာစကားဖို့တန်တာလေးရှိတယ်။မစင်းစားမစင်ញင်မဲနဲ့လှုပ်တဲ့အလုပ်တစ်ခုမစင်းစားမစင်ញင်မဲနဲ့ပြောလိုက်တဲ့စကားတစ်ခွန်းဘာနဲ့တူတယ်လဲဆိုလို့ရှိရင်ထမင်းပူပူကိုပါဇက်ထဲထည့်လိုက်ရတယ်လို့ပဲတဲ့။တိတ်ကောင်းတဲ့ဒီဥပမာဦးဇင်းကတော့ကြိုက်တယ်။ဟင်ဒကမာကြီးမြန်ကြားဘူးလားမသိဘူး။နော်။ ထမင်းပူပူကိုပူမှမသိလို့ဗဇက်ထဲပြစ်ထင်လိုက်တယ်ဗဇက်ထဲကြမှာပူလိုက်တာဆိုတော့ထွေးရလည်းခက်ဆက်လည်းဝါလို့လည်းမရတော်တော်ဒုက္ခရောက်တဲ့မျက်ရည်ဝိုင်းပြီးတော့ကြုံဘူးလားကြုံဘူးတယ်ထမင်းပြော့မယ်ဆိုရင်ပူဆိုးမယ်နော်ဟုတ်လားအင်းဒါကြောင့်ထမင်းပူပူဗဇက်ထဲထည့်လိုက်ရတယ်လို့မျိုးပဲတဲ့နော်မစင်းစားမစင်ကျင်မဲနဲ့လှုပ်လိုက်တဲ့အလုပ်တစ်ခုအပြောတစ်ခု